ရွာလေးတရာမှာမိုးမိုးဆိုတဲ့မိန်းကလေးတယောက်ကသူ့ရဲ့အသက်ကြီးပြီဖြစ်တဲ့မိဘတွေနဲ့အတူနေထိုင်ခဲ့ပါတယ်။မိဘတွေအသက်ကြီးလာပြီမို့လို့အိမ်ရဲ့စားဝတ်နေရေးတာဝန်အားလုံးကမိုးမိုးရဲ့ပခုံးပေါ်ကိုကြားရောက်လာခဲ့ပါတယ်။မိုးမိုးကရွာထဲမှာတရုတ်ခေါက်ဆွဲပြုတ်ရောင်းတဲ့တွန်းလေးလေးထောင်ထားတာပါ။ပစ္စည်းတွေဝယ်ဖို့ဆိုရင်တော့မကြာခဏဆိုသလိုမြို့ကိုသွားလေးရှိပါတယ်။တနေ့မှာတော့သူမမျိုးကနေပစ္စည်းတွေဝယ်ပြီးရွာကိုပြန်လာခဲ့ပါတယ်။ဘတ်စကားကသူ့ကိုရွာအဝင်လမ်းမကြီးပေါ်မှာချပစ်လိုက်ပါတယ်။ ပက်ဆန်ချွေတာခြင်းနဲ့စိတ်နဲ့ပဲအဲ့ဒီနေ့မှာလမ်းလျှောက်ဖို့ကိုရွေးချယ်လိုက်ပါတော့ရယ်။ဟွန်းဒီနေ့တော့ပစ္စည်းလည်းနည်းနည်းပပပဲရှိတာပဲ။ကောင်းပြီ။ဒီနေ့တော့အိမ်ကိုလမ်းလျှောက်ပြန်လိုက်အောင်မယ်။သုံးမိန်ကားကားကလည်း20ကျပ်ပဲကျန်တာပေါ့။ပက်ဆန်အနှဲငယ်ချွေတာခြင်းနဲ့စိတ်နဲ့လူပြတ်တဲ့လမ်းဘက်ကနေအိမ်ပြန်မို့ထွက်လာခဲ့ပါတော့ရယ်။ဒီလမ်းကတော့ညနေစောင်းသွားရင်ဘသူမှသွားလာခြင်းမရှိတဲ့လမ်းမှာ။ဖျားဖျားဒီလမ်းမှာဘသူတယောက်မှမရှိပါလား။ ီလမ်းကိုရွေးချယ်လိုက်မိတာငါ့အမောင်များဖြစ်နေပြီလားမသိဘူး။သူမှဖြည်းဖြည်းချင်းရှစ်ဆက်လျှောက်လာခဲ့ရာအမောင်တို့ကလည်းတဖြည်းဖြည်းဖုံးလွှမ်းလာခဲ့ပါပြီ။အဲ့ဒီလူသူကင်းမဲ့တဲ့လမ်းကနေထူးဆန်းတဲ့အတန်တွေကလည်းပေါ်ထွက်လာခဲ့ပါရဲ့။တစုံတစ်ယောက်ကသူ့နောက်ကနေလိုက်နေတယ်လို့အချိန်တိုင်းလိုလိုခန်းစားနေရပါရဲ့။ဖီးဟားကြီးငါဒီနေရာကိုမလာခဲ့သင့်ဘူး။လမ်းမှာတပိတ်ပင်ကြီးတစ်ပင်ကိုတွေ့လိုက်ရပါရဲ့။အဲ့ဒီတပိတ်ပင်ကြီးအောက်ကနေဖြတ်ကျော်လိုက်တာနဲ့လေပြင်းတစ်ချက်ကသူ့ကိုတိုက်ခတ်သွားပါတယ်။အိုး ဒါ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 ဘာကြီးလဲအဲ့ဒီချိန်မှာပဲတရဲမတကောင်ကသူ့နောက်မှာရက်လာပြီးသူ့နာမည်ကိုခေါ်လိုက်ပါတော့တယ်မိုး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 လှည့်ကြည့်ပါဦးတေးပါပြီဒီမှာဘသူမှမရှိဘဲနဲ့ငါနာမည်ကိုနောက်ကနေဘသူခေါ်နေတာလဲမိုးမိုးလည်းနောက်လိုက်ကြည့်လိုက်တဲ့အခါသူ့မျက်လုံးလေးပြူးကျဲသွားပါတော့တယ်မင်းနောက်လိုက်ကြည့်လိုက်တာမကောင်းဘူးဟာဟာဟာအဲ့ဒီခါမှာပဲမိုးမိုးဟာသတိလစ်မြင့်မြော်သွားပါတော့တယ်ခဏကြာတော့သူမှသတိပြန်လည်လာခဲ့ပါတယ် တရေတရေငါဘယ်ရောက်နေတာလဲဒီမှာတရေမတကောင်ရှိရလေဘယ်ရောက်သွားလဲဘယ်ရောက်သွားလဲထို့နောက်မုံမိုးလည်းအပြေးအလွှားအိမ်ကိုပြန်လာပြီးအဖြစ်ပြက်တွေအားလုံးကိုမိဘတွေကိုပြောပြလိုက်ပါတော့တယ်ဖီးယားရေတမိမုံမိုးတမိအစဉ်ပြေရဲ့လားတမိဘာလို့အဲ့ဒီလမ်းကနေလာခဲ့တာလဲကွယ်ကဲဖီးယားသခင်ကိုကျေးဇူးတင်ပါတယ်တမိအစဉ်ပြေသွားပြီတမိပင်မနေပြီအနားယူလိုက်ပါအောင်နော်မုံမိုးလည်းသူ့အခန်းထဲမှာအိတ်ဆက်ဖို့ဝင်သွားပါတော့တယ် ညရောက်တော့မိုးမိုးရဲ့အခန်းထဲကနေထူးဆန်းတဲ့အတန်တွေထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒါဘာသာနေလဲ။အရန်နာကျင်နေတဲ့သူတယောက်ရဲ့အတန်လိုပဲ။သူမမိုးမိုးအခန်းထဲကိုသွားကြည့်လိုက်တော့မိုးမိုးကအိတ်နေတာကိုတွေ့ရပါတယ်။ဒါပေမဲ့သူ့သမီးရဲ့ပုံစံကိုမြင်လိုက်ရတဲ့အခါသူ့မျက်လုံးတွေပြူးကျဲသွားပါတော့တယ်။မိုးမိုးရဲ့ခြေထောက်တွေကပြောင်းပြန်လှန်နေခဲ့ပါပြီ။ဟာငါသမီးဘာဖြစ်သွားတာလဲ။ဖျားကြီးငါကြောက်ရတဲ့အတိုင်းပဲဖြစ်ခဲ့ပြီ။ ငါသမီးကိုမကောင်းဆိုးဝါးတစ်ကောင်ကပူးကတ်သွားပြီ။သူမအပြေးအလွှားသွားပြီးခင်မွန်းတယ်ကိုပြောပြလိုက်ပါရယ်။သူတို့နှစ်ယောက်စလုံးကြောက်ရွံ့တော်လုံးစွာနဲ့အခန်းပြင်မှာရပ်ပြီးငုံနေကြပေမဲ့ကြောက်စိတ်ကြောင့်အခန်းထဲဝင်ဖို့တတ်တိမရှိခဲ့ပါဘူး။ဒီလိုနဲ့ပဲတညာလုံးကုန်ဆုံးသွားခဲ့ပါရယ်။နောက်တနေ့မနေ့ရောက်တော့အမေသမီးဘိုက်အရန်စာနေပြီ။သမီးကိုစားကြတခုခုပေးပါအောင်။ပြီးရင်သွန်လဲသွားထောင်အောင်ပါ။အမေကတိတ်တဆိတ်သမီးရဲ့ခြေထောက်ကိုကြည့်လိုက်တော့ ခြေထောက်တွေကပုံမှန်အတိုင်းပြန်ဖြစ်နေတာကိုတွေ့ရတဲ့အတွက်စိတ်သက်သာရရသွားပါတော့တယ်။မိုးမိုးကမနှက်စာစားဖို့ထမ်းလိုက်ပြီးအစားအသောက်တွေကိုတစ်ခုပြီးတစ်ခုစားနေပါတော့တယ်။ဖီးယားကြီးဒါ9ရောက်စားတာကိုစားပလိုက်တာလား။ပုံမှန်ဆိုရင်ဒီလောက်မှဘိုက်မစားတာ။ဟဲ့အမေပအောင်တွေထပ်ယူလာပါဦး။ဘာလို့ရက်နေတာလဲ။သမီးဘိုက်ကထပ်စားနေသေးတယ်။သမီးကျုံမုံတွေကုန်သွားပြီ။ပအောင်လည်းထပ်မရှိတော့ဘူး။ထို့နောက်မိုးမိုးလည်းအိမ်ကနေထွက်သွားပြီး ရွာထဲမှာသူ့တွန်းလဲကိုထောင်ကခေါဆွဲကြော်စတင်ကြော်ပါရယ်။ထွန်းထွန်းနဲ့သူ့တငယ်ချင်းကိုကိုဆိုတဲ့လူမိုင်းနှစ်ယောက်ကမိုးမိုးကိုမနှက်ထဲကစောင့်နေကြတာပါ။မိုးမိုးကြောင့်သူတို့အတော်လေးစိတ်ရှုပ်ထွေးနေကြပြီးတမင်တက်တက်နာယီပေါင်းများစွာတွန်းလဲနားမှာပဲရက်နေကြတာပါ။ဟေးဘဘလာပြီလာပြီ။ထွန်းထွန်းမင်းရဲ့ချစ်သူလာပြီ။ခေါဆွဲသွားစားရအောင်။ဟာငါခေါဆွဲမစားချင်ဘူး။နေတိုင်းခေါဆွဲစားရတာငါးဘိုက်တောင်ပြတ်နေပြီ။မင်းကဒီ main clinic နောက်လိုက်နေတာနဲ့ယူးနေပြီ။နေတိုင်းငါးဘွဲလောက်စားနေတာ မင်းသူ့ကိုချစ်ကြောင်ဘာလို့မပြောလိုက်တာလဲတငယ်ချင်းရဲ့နားလည်ပေးပါငါတို့ကစိုးပေလေးတွေပါ तू ကတနေ့ကိုကြက်900လောက်ရှာနေတာငါတို့ကတန်တဲ့ပစ္စည်းခိုးရောင်းပြီးဘဝကိုဖျက်ဆီးနေရတဲ့သူတွေ तू ကငါ့ကိုတမိနစ်အတွင်းညှင်းပြစ်လိုက်မယ်ထို့နောက်ထွန်းထွန်းကကိုကိုကိုအတင်းဆွဲခေါ်ပြီးခောက်ဆွဲတွန်းလက်စီသွားပါတော့တယ်ဟယ်လိုမိုးမိုးရေဒီနေ့တော့လာနောက်ကြလာပြီလားကျွန်တော်တို့အတွက်နှစ်ပွဲလောက်ကြော်ပေးပါဦးဒီကောင်လေးလာပြန်ပြီဘယ်ကနေရောက်လာကြမှန်းမသိရဲ့လူမိုက်တီတော်တော်တော်သွားကြ နင်တို့တခောက်ဆဲမရှိဘူးထွက်သွားကြ။ဟဲ့ထွန်းထွန်း၊ तू ကငါတို့ကိုလူဆိုးလို့ခေါ်နေတယ်။ငါတို့ဘယ်တော့မှအဲ့လောက်ထိအရှက်မရဘူးဘူး။ဟဲ့မင်းကလေးမင်းဘလောက်တောင်တတ်သိရှိလို့လဲ။ငါတို့ကိုလူဆိုးလို့ခေါ်တယ်ဗော။လူဆိုးတွေကိုလူဆိုးလို့မခေါ်ရင်ဘလို့ခေါ်ရမလဲ။နင်တို့လူဆိုးတွေကြောင့်ငါဆိုင်ကိုဘယ်မင်းကလေးမှမလာရဲဘူး။သွားကြစမ်း။အဲ့ဒီအချိန်မှာပဲစုညာတန်တွေကြောင့်ရွာသားအချို့ရောက်လာကြပါတယ်။ဟဲ့လူမိုက်မင်းကလေးကိုဘာလို့ရရန်ဆန်းဆန်းပြောနေရလဲ။မင်းတို့မိဘတွေကယဉ်ကျေးအောင်မသိမေးထားဘူးလား။ အဲ့ဒီနောက်ရွာသားတွေကအဲ့ဒီလူမိုင်းနှစ်ယောက်ကိုဝိုင်းရိုက်ကြပါတော့တယ်။သေပါပြီသေပါပြီကန်ဆိုးတဲ့ကိုကိုမင်းကြောင့်ဒီနေ့ရွာတရွာလုံးမှာငါမျက်နှာအိုးမဲတောက်ခံလိုက်ရပြီ။အာနားလိုက်တာဒီနေ့တော့တော်တော်အရိုက်ခံလိုက်ရပြီ။မမိုးလဲအဲ့ဒီနေ့မှာပဲသူ့ပစ္စည်းတွေအားလုံးရောင်းပြီးအိမ်ကိုပြန်သွားပါတော့တယ်။ထွန်းထွန်းနဲ့ကိုကိုကသူ့နောက်ကိုတိတ်တဆိတ်လိုက်ခဲ့ပါတယ်။ကောင်းပြီသူ့ဒီမှာနေတာကိုကိုကိုဒီညသူ့ကိုဒုက္ခပေးမယ်။ မျက်နှာပိုင်းရောက်တော့မုံမို့သူ့အခန်းထဲမှာအိပ်ပျော်နေပါတယ်။ထွန်းထွန်းနဲ့ကိုကိုကသူ့ပရင်းပေါက်ကနေချောင်းကြည့်နေကြပါတယ်။ဟေးထွန်းထွန်းဒီလောက်မျက်နှာကြီးမိန်ကလေးအခန်းကိုချောင်းကြည့်တာမကောင်းဘူးနော်။ရွာသားတယောက်ယောက်ကများဖမ်းမိရင်ရိုက်ပြီးလူသေးတွေဖြစ်သွားလိမ့်မယ်။ငါအနာဟောင်းတော့အခုထိမတက်တာသေးဘူးကွာ။သွားကြစို့။ဟေးတိတ်ဆန်းကြောက်တက်တက်ကောင်ဒီနေ့ငါအရှက်ရတဲ့အတွက်လက်စားချေရမယ်။သူ့အခန်းထဲမှာတယောက်တည်းပဲ။တကယ်ကောင်းတဲ့အချိန်ပဲ။သူ့ကိုခေါ်ထုတ်ပြီးအဲ့ဒီကူဟောင်းတွေကိုခေါ်သွားမယ်။ သူတို့ကပဒင်းမောက်တက်သားကိုဖြည်းဖြည်းချင်းနှိဖြက်ပြီးခန်းထဲဝင်သွားပါတယ်။မုံမိုးကစောင်းချုံပြီးအိတ်နေပါတယ်။ဟဲ့ကိုကိုမင်းသူ့ဆောင်ကိုဖယ်လိုက်ငါသူ့ချစ်တော်ကိုကျိုးနဲ့ချိလိုက်မယ်။အဲ့ဒီအချိန်မှာပဲမုံမိုးကသူ့ဆောင်ကိုဖယ်လိုက်တော့သူတို့နှစ်ယောက်စလုံးလမ်းဖြန်သွားပါတော့တယ်။တေးပါပြီတေးပါပြီဒီခောက်ဆွဲကြော်ရောင်းတဲ့မုံမိုးကတရေမပါလား။အာငါတို့ဘယ်ရောက်လာကြတာလဲ။တရေမမကြီးကျွန်တော်တို့မှားသွားပါတယ်ဗျာ။ဒီကိုလာခဲ့တာကျွန်တော်တို့အမှားပါ။ကျွန်တော်တို့ကိုခွင့်လွှတ်ပေးပါ။ မင်းတို့လာတော့ကတော့မင်းတို့သဘောနဲ့လာခဲ့ကြတာပဲဒါပေမဲ့အခုတော့မင်းတို့ပြန်သွားလို့မရတော့ဘူးစုညာတန်တွေကြောင့်မိုးမိုးရဲ့မိဘတွေလည်းအခန်းထဲရောက်လာကြပါတယ်တရဲမကိုမြင်လိုက်တဲ့အခါသူတို့လည်းမျက်လုံးတွေပြူးကျဲသွားကြပါတယ်အန်ဒီကျွန်တော်တို့ကိုကယ်ပါဦးခမရဲ့သမီးကတရဲမဖြစ်နေတယ်ကျွန်တော်တို့ကသူ့ကိုခောက်ဆွဲရောက်နေအဖြူရဲမင်းကလေးလို့ထင်ထားတာသူကတရဲမဖြစ်နေတာကိုကျွန်တော်တို့ဘယ်သိမလဲဟဲ့ကန်ဆုံမုံအောင်ကြားရဲကောင်းလေမင်းတို့ဒီညနေကြီးဘာလာလောက်တာလဲ မင်းတို့ကဒီတရဲမကိုနိုးသွားစေခဲ့ပြီအခု तू ကငါတို့ရဲကဘသူ့အောင်မှာခြံထားခဲ့မှာမဟုတ်ဘူးသူတို့အားလုံးအဲ့ဒီနေရာကနေထွက်ပြေးကြပါတော့တယ်ပြေးကြဟေးပြေးကြကို့အသက်ကိုကယ်ပြီးပြေးကြတော့ဒီခေါက်ဆွဲတယ်မကတရဲမဖြစ်သွားပြီသိပါပြီအန်ဒီ तू ကခမည်းသမီးလေအခုဘာလို့ကြောက်ပြီးထွက်ပြေးနေတာလဲဟဲ့နားမလဲတဲ့ကောင်ဒီချိန်မှာသူဘသူ့ကိုမှမမှတ်မိဘူး။သူကငါတို့အားလုံးကိုတတ်ပြစ်ပြီးစားပြစ်ချင်နေတာပဲရှိတယ်။ ထို့နောက်သူတို့အားလုံးပြေးရင်ပြေးရင်နဲ့ရွာဖုံးကြီးကျောင်းသားကိုရောက်လာကြပါတယ်။တရဲမကလည်းသူတို့နောက်ကိုလိုက်လာပါတယ်။ဆရာတော်တပည့်တော်တို့ကိုကယ်ပါအောင်ဒီတရဲမကတပည့်တော်တို့ကိုတပ်ပစ်လိုက်မယ်။အဲဒီနောက်ဖုန်းကြီးကတရဲမအပေါ်ကိုပရဲ့ရည်ပတ်ဖြန်းလိုက်တဲ့အခါတရဲမငြိမ့်သက်သွားပါတော့တယ်။ဟေ့တရဲမနင်ဒီဘွာမှာဘာလာလုပ်နေတာလဲ။ဒီမိန်ကလေးရဲ့ခန္ဓာကိုယ်ကနေထွက်သွားလိုက်။မဟုတ်ရင်နင့်ကိုဒီနေရာမှာပဲပြဖြစ်အောင်လုပ်ပလိုက်မယ်။နင်ဘယ်ကနေလာတာလဲမမြန်ပြောစမ်း။ ကျမကအနီးအနားကတောထဲမှာရှိတဲ့တပိတ်ပင်ပေါ်မှာနေရပါတနေ့မှဒီမင်းကလေးကတယောက်ထဲအဲ့ဒီကနေဖြတ်သွားတော့သူ့ခန္ဓာကိုယ်ကိုကျမပူးကပ်လိုက်တာပါဒီတရဲမကိုအဲ့ဒီတပိတ်ပင်ကြီးနားကိုခေါ်သွားရမယ်အဲ့ဒီခါမှာငါတို့မိုးမိုးရဲ့ခန္ဓာကိုယ်တွေကနေသူ့ကိုထုတ်ပြစ်နိုင်မှာထို့နောက်သူတို့အားလုံးတရဲမကိုချီနှောင်ပြီးအဲ့ဒီတပိတ်ပင်ကြီးနားကိုခေါ်သွားပါတယ်ပြီးတော့ဆရာတော်ကမန္တန်နေရွတ်ဖတ်ပြီးပရဲ့ရည်ကိုပတ်ဖြန်းလိုက်ပါတယ်လှုပ်ပေးပါဒီလိုမလှုပ်ပါနဲ့လှုပ်ပေးကြပါ ဟဲ့တရဲမဒီကနေထွက်သွားလိုက်ဒီ main gate ကိုလှုပ်ပေးလိုက်မဟုတ်ရင်နင်တရဲလိုက်မယ်သူ့ကိုလှုပ်ပြီးတော့ဒီကနေထွက်သွားလိုက်တော့ထို့နောက်တရဲမလည်းမိုးမိုးရဲ့ခန္ဓာကိုယ်ထဲကနေထွက်သွားပြီးမူလနေရာဖြစ်တဲ့အဲ့ဒီတပိတ်ပင်ကြီးထဲကိုပြန်ဝင်သွားပါတော့တယ်ထို့နောက်ဖုန်းကြီးကအဲ့ဒီတစ်ပင်ပေါ်မှာအနီအောင်ကျိုးတစ်ချောင်းချီနှောင်ပြီးတရဲမကိုအဲ့ဒီမှာပဲထာဝရချုံအောင်ထားလိုက်ပါတော့တယ်မိုးမိုးလည်းပုံမှန်အတိုင်းပြန်ဖြစ်သွားပါတယ်မိုးမိုးငါ့သမီးအဆင်ပြေပြီလား ဟုတ်ကဲ့အမေတမီးလုံးဝအဆင်ပြေသွားပါပြီထွန်းထွန်းနဲ့ကိုကိုလည်းလက်အုပ်ချီပြီးမမိုးကိုတောင်းပန်ကြကနောက်ထပ်ဘရောမှသူ့ကိုအနှောက်ယှက်မပေးတော့ပါဘူးမမိုးကလည်းနေ့စဉ်ရွာထဲမှာခောက်ဆွဲကြော်တွန်းလဲလေးရောင်းချရင်းကောင်းကောင်းမွန်မွန်ပဲဘဝကိုရက်တည်နေထိုင်သွားခဲ့ပါတော့တယ်အဲ့ဒီသေးရဲမကတော့ထာဝရအတွက်အဲ့ဒီတစ်ပင်ထဲမှာပဲအချင်းကြနေခဲ့ရပါတော့တယ်အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့တရေပုံမြင်လေးတွေကြည့်ချင်တယ်ဆိုရင်တော့အခု channel လေးကို like and subscribe လေးလုပ်ထားဖို့မေးကြပါနဲ့နော် နောက်ထပ်လဲစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့အတူပြန်လာခဲ့ပါမယ်ရှင်ကျေးဇူးတင်ပါတယ်